လက်ထက်ပြီးလဲအမေစကားကိုပဲနားထောင်ပြီးအရန်နဲ့ကက်စီနေတဲ့ဆရာဝန်ရဲ့တတင်းရှင်ပြက်ပြက်က၄လပိုင်း၄ရက်နေ့2025ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တဲ့ပုံထက်ကဆရာဝန်ရဲ့အသက်က34ဆရာဝန်နဲ့လက်ထက်တဲ့အမျိုးသမီးရဲ့နာမည်ကနမ်ဖွန်အသက်26နှစ်ဖြစ်စဉ်ကတော့နမ်ဖွန်နဲ့ဆရာဝန်ကရီးစားရှာတဲ့ app မှာတွေ့ကြတယ်တဲ့ရှင် အွန်လိုင်းပေါ်မှာချစ်ကြိုက်ကြပြီးတဲ့နောက်အပြင်မှာချိန်တွဲကြတဲ့နမ်ဖို့နဲ့ဆရာဝန်ပထမဆုံးတော့ချိန်တွဲတဲ့နေ့မှာဆိုင်တဆိုင်မှာအလူကျော်တော့ဝယ်စားကြတဲ့အဲ့ဒီအလူကျော်တပတ်ကံက89ဘတ်စားပြီးတော့ဆရာဝန်ကအဲ့ဒီအလူကျော်ဖိုးကိုရှင်းပေးတယ်။ဒါပေမဲ့ငွေကောက်တဲ့ဝန်ထမ်းတော့မတွားရသေးဘူးဆရာဝန်က fin 5ဖိုးပြန်ပေးလာလို့နမ်ဖို့ကိုပြန်တောင်းတယ်တဲ့ရှင်။ ရှစ်စစ်ကိုပဲမပေးလဲရတဲ့တယောက်တဝက်ထုတ်မယ်လို့ဆရာဝန်ကပြောတယ်တရှင်ပထမဆုံးချင်းတွေ့ကြတဲ့နေ့မှာပဲဆရာဝန်ကအဲ့လိုမျိုးကက်စီနေပြတယ်အန်ဖုန်ကဆရာဝန်ကိုတကယ်ချစ်တော့ဆရာဝန်ကိုခေါ်ပြီးမိဘကိုခေါ်သွားတွေ့တယ်ဒါပေမဲ့ဆရာဝန်ကသူ့မိဘနဲ့နန်ဖုန်ကိုတခါမှခေါ်မသွားတွေ့ဘူးဘူး ပြီးတော့ဆံဝန်ကနမ်ဖုန်နဲ့အရေးစားဖြစ်နေတာကိုဆံဝန်ကအချားမင်းကလေးပေါင်းများစွာကိုလည်းလိုက်ပြီးရေးစားစကားပြောတယ်လေလည်းရှိသေးတယ်တရှင်နမ်ဖုန်ကဆံဝန်ကိုတကယ်ချစ်တော့မင်္ဂလာဆောင်လိုက်ကြတယ်မင်္ဂလာဆောင်တဲ့နေ့မှာနမ်ဖုန်ဖက်ကအဆွေမျိုးတူငယ်ရှင်တွေကအယောက်900လောက်လာကြတယ်ဆံဝန်ဖက်ကလူ3ယောက်ပဲရောက်လာတယ်အဲ့ဒီမင်္ဂလာပွဲမှာဆံဝန်ရဲ့ဆံဝန်အဖေရဲ့ဆံဝန်အမေရဲ့3ယောက်တည်းရှိတာတရှင် น้ำฝนกาเสียวนแน่มิงกระสองตีแลเสียวนแย่มีป้าเองกูตะคามะมือเวยะผู้บูน้ำฝนแน่เสียวนและแทบตีอเนงไงอาจารย์มาน้ำฝนกาโกวนสองแดแต่เนี่ยมาดอเสียวนแย่มีป้ากาที่ป้าแน่ทะเมนเปลี่ยนลาซาผู้เสียวนแย่มีป้ากาเสียวนกูขอไล่แดเสียวนและน้ำฝนกูขอปีตุแย่มีป้าเองกูตวาไล่แดอาเป็นแม่เสียวนยอเสียวนแย่มีป้ายอน้ำฝนกูเองแทบปี้มือเวมู အဲ့ဒီအချိန်နောင်ဖုန်ကကိုဝုန်နဲ့ဆရာဝုန်ကနောင်ဖုန်ကိုကားထဲမှာပဲနေခိုင်းခဲ့ပြီးကားဆက်ပိတ်ထားပြီးအဲတွေလည်းမဖွင့်ပေးဘူးနောင်ဖုန်ကဆရာဝုန်ကိုကားထဲမှာနန်းနန်းကြီးကြာစောင့်နေခဲ့တယ်ကိုဝန်ဆောင်အမျိုးသမီးဆိုတော့မကြာခဏအင်တာတက်ချင်တယ်ရှင်အောက်ဆင်းချင်တယ်နောက်ဖုန်ကစီးအောက်ထားတော့စီးယုံတောင်တက်လိုက်ရတယ်တရှင်ပြီးတော့ဆရာဝန်ကပြောသေးတယ်တရှင်နောက်ဖုန်ကိုဝန်ဆောင်တာအဲ့အစရိတ်နဲ့ခလေးမွေးဆေးပဲထုတ်ပေးမယ်ဂျန်တဲ့ အစာအသောက်ကိုတွေဆရာဝန်နဲ့မဆိုင်ဘူးနော်လို့နမ်ဖုန်ကိုပြောထားတယ်တဲ့ရှင်။ပြန်မှာတော့နမ်ဖုန်ရဲ့မွေးနေ့မို့လို့ဆရာဝန်ကနမ်ဖုန်ကိုပင်လယ်ခေါ်သွားလဲတဲ့။ပင်လယ်ရောက်တော့နမ်ဖုန်ကဆရာဝန်ကိုပြောတယ်။မူကထစားချင်တယ်။ ဆီယဝန်ကဆီယဝန်ရဲ့အမေကိုဖုံးဆက်ပြောပြီးနမ်ဖွန်သူ့ကိုမူကထတောင်းစားတယ်လို့တိုင်တယ်။ပြီးတော့နမ်ဖွန်ရဲ့မိဘတွေကိုလည်းဖုံးဖိုးပြီးနမ်ဖွန်သူ့ကိုမူကထတောင်းစားတယ်လို့တိုင်တယ်။အမန်ဆိုမူကထဖို့နမ်ဖွန်စားချင်တယ်တွေသူနဲ့မဆိုင်ဘူး ခလေးမွေးစိတ်ပဲထုတ်ပေးမှလို့ပြောတယ်။ဒီကိစ္စကြောင့်ပဲဆရာဝန်နဲ့နန်းဖုန်ကစကားများပြီးဆရာဝန်ဖက်ကနန်းဖုန်ကိုလမ်းခွဲခွင့်တောင်းလိုက်တယ်။ဝန်ကဘာဖြစ်ဖြစ်အမေစကားကိုပဲယုံတယ်အမေပြောသမျှကိုပဲလိုက်လို့တော့နန်းဖုန်လည်းတီးမခံနိုင်တော့တာတဲ့ရှင်။ပြီးတော့ရှင်ဆရာဝန်ကနန်းဖုန်နဲ့လက်ထက်တာလက်ထက်စာချုပ်တွေလည်းမလုပ်ထားဘူးပြောရရင်တရားဝင်လက်ထက်ထားကြတာမဟုတ်ဘူးရှင်နန်းဖုန်ကဆရာဝန်နဲ့လမ်းခွဲပြီးတဲ့နောက် น้ำฝนก็แบบลาดไตลาดไตเสียงตัวทีไปตัวปะเดพี่รอคลีตัวมวยเดน้ำฝนคลีมวยทีตะละอาจารย์มารอเสี่ยวหวนเนี่ยเสี่ยวหวนเยอเมก็น้ำฝนเองที่กูตัวพี่น้ำฝนเนี่ยคลีโกลู่อยู่ตัวแดะตูรบะมวยแมะตูรบะจ้วยแมะตูรบะป่ายแดะโลပြောแดะน้ำฝนเบลောက်เบตองโซตองโซเบลောက်เบคลีโกเปลี่ยนไปโลပြောပြောเสี่ยวหวนเนี่ยเสี่ยวหวนเนี่ยอเมก็คลีโกไม่ลุดไปบูอยู่ตัวไล่แดะเช่น ဒါကြောင့်နန်ဖုန်ကတရားရုံးနေတက်ပြီးဆရာဝန်ရဲ့အမိကိုတရားဆွဲရတဲ့အထိလှုပ်ရတယ်။ဆရာဝန်ကနန်ဖုန်နဲ့တရားဝင်လက်ထက်ထားတာမဟုတ်တော့ခလေးကနန်ဖုန်ပဲပိုင်တာဖြစ်သွားတယ်ရှင့်။ဒါကြောင့်နန်ဖုန်က ခလေးကိုပြန်ရသွားတယ်။ဆရာဝန်ကအရန်နဲ့ကက်စီနဲတာတဲ့ရှင့်။လင်မယားဖြစ်တာတော့မှမင်းမရဲ့စားချိတ်စားခိုးကိုတော့မထုတ်ပေးဘူး။ ိုင်းမှာအတူတူသွားဆိုင်ရင်တောင်တယောက်တဝက်ထောက်ခိုင်းတာတရှင်ပြီးတော့ဆီယံဝန်ကအမေစကားကိုပဲနားထောင်ပြီးမိမဘာပြောပြောနားမဝင်ဘူးတရှင်